အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့နေ့လင်းမှာတော့ဒါကျွန်တော် Liverpool အကြောင်းပြောပါမယ်တထူးဆန်းလေဗျာဒါကျွန်တော်လုတ်ခဲ့ဘူးသမျှ video Liverpool video ထဲမှာဒါကျွန်တော်လွန်ခဲ့တဲ့နှစ်ရက်က Liverpool video တော်တော်လေးကိုဒါကျွန်တော်တို့ view နေတယ်ကျွန်တော်ကျွန်တော်ထင်တာပေါ့နော် shadow ban ထိသွားရလို့ပဲထင်တာကျွန်တော် copyright ညှိတာလားဘာလဲဒါပေမဲ့ဘာမှလည်းမပြောက်ဘူးနော်ဆိုတော့ကျွန်တော်တို့ တော်နိုင်ဒီမှာဒါ view 900ကျော်ပဲရှိတာအပ္ပနာပြောဆိုတာလစ်ဘူဘာဗီဒီယိုတွေနဲ့ခုနောက်ပိုင်းဒါကျွန်တော် 4K 5K AC ရတယ်ပေါ့နော်တကယ်ကိုဘာဗီဒီယိုတွေနဲ့ 4K 5K ရတယ်ဒါမှကျွန်တော်ထင်တာကဘာကြောင်သွားလဲကျွန်တော်အစတော့မပြတ်တင်းထားလိုက်ပါတော့ခုနောက်ပေါ်လက်ရှိမှာတည်တန့်ဒါတသက်နောက်ထပ် video အဲ့တော့ဒီနေ့လက်ရှိမှာဒါကျွန်တော်တို့ဆွေးနွေးနေတာလစ်ဘဘူရဲ့အကြောင်းပေါ့နော်လစ်ဘဘူလက်ရှိမှာဒါကျွန်တော်တို့ကစားသမားဒီကိုလစ်ဘဘူကဒါကျွန်တော်ပြူတိုင်းကြိုက်တဲ့နှင်းစီခိုင်ဖြစ်နေတယ် ဒါလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးနည်းနည်းလေးဒီဒီပြောမယ်လက်ရှိမှာနည်းနည်းလေးဆွေးနွေးမယ်ပေါ့နော်အဲ့တော့လီဗာပူးအသင်းရဲ့လက်ရှိကစားသမားတွေကိုတိတ်ပြီးသဘောကျရတဲ့အသင်းတွေမှာဒါရီယယ်မက်ဒရစ်အသင်းနဲ့ထိတ်ဆုံးကသွားတယ်အဲ့ဒီကြတဲ့မှာဒါကျွန်တော်တို့မနစ်ကဝီလျံဆာလီဘာကအာစနယ်အသင်းနဲ့စာချုပ်၅နှစ်ချုပ်လိုက်တဲ့နောက်ပိုင်းမှာလက်ရှိဒါကျွန်တော်တို့ရီယယ်မက်ဒရစ်အသင်းရဲ့ခန်းစစ်ပိုင်းအတွက်ဒါကျွန်တော်တို့ ကုနာတေးကနေပြီးတော့တော်တော်လေးကိုဒါကျွန်တော်တို့အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုရီယမထွက်ပြပါလာခဲ့တယ်။ Fabrizio Romano ကလည်းမနေ့ကသူ့ရဲ့ YouTube podcast မှာဒါကျွန်တော်တို့ ဗာအီဘရာဟင်ကူနာတီအနာဂတ်နဲ့ပတ်သက်ပြီးလစ်ဗာပူးနဲ့ကတော်တော်လေးကိုချုပ်ထွေးနေတာဖြစ်ပြီးတော့လက်ရှိမှာကူနာတီရဲ့စာချုပ်ကလစ်ဗာပူးအတွက်လက်ရှိမှာတော်တော်ကြီးကိုခက်ခဲနေတယ်ဆိုတဲ့အကြောင်းအားဆိုပြီးပြောတာကြီးရတွေ့ရမယ်။အခုလက်ရှိမှာတော့ကျွန်တော်လစ်ဗာပူးဘက်ကလည်းဒီကူနာတီရဲ့စာချုပ်နဲ့ပတ်သက်ပြီးတော်တော်ကြီးကိုစိတ်ပြတ်နေတာကိုတွေ့ရတော်တော်လေးကိုဒါကျွန်တော်တို့ရှေ့မတိုးခြင်းလို့ပေါ့နော်။ဒါကျွန်တော်တို့ခုနေ့ကတည်းကဗီဒီယိုမကြည့်လိုက်ဘူးဆိုတော့ဒီညမှာလည်းနည်းနည်းအချင်းချင်းလေးပြန်ပြောခြင်းနဲ့အဲလစ်ဗာပူးဘက်ကလက်ရှိမှာကူနာတီရဲ့စာချုပ်နဲ့ပတ်သက်ပြီးတော့စာချုပ်ကိုသဒုဋ္ဌအချင်းမြောက်ကန့်လန့်မှုမရှိတော့ဘူး။လစ်ဗာပူးအတင်းနဲ့ကတော့ကျွန် နာတေကိုတတိယမြောက်ချင်းကန်လန်မှုရှိခဲ့ပြီးဒီတတိယမြောက်ကန်လန်မှုကလစ်ဗာပူးအတွက် final offer ဖြစ်မယ်ဒီအကိကုနာပေါ်လွယ်ကစားသမားအနေနဲ့စိတ်ပြန်လေလာလို့ရှိရင်တော့ကူနာတီအနေနဲ့ဒီစာချုပ်ကိုလက်ခံသွားပြီးတော့ဒါကျွန်တော်တို့လက်ခံသွားလို့ရနေထားမှရှိပြောချင်တာလစ်ဗာပူးဘက်ကဒီစာချုပ်ကိုတော့ဒါလက်ရှိအနေထားအပြန်ရုပ်သိမ်းဖို့အတွက်တော့လုံးဝစီစဉ်မရှိဘူးဒါပေမဲ့ကုနာပေါ်လွယ်ဒီထက်ပိုကောင်းတဲ့စာချုပ်ကိုလည်းလစ်ဗာပူးဘက်ကလည်းထပ်ပြီးကန်လန်မှုလစ်ဗာပူးဘက်ကလက်ရှိမှာဒီစာချုပ်ကန်လန်မှုကသူတို့အတွက်အကောင်းဆုံးသောကန်လန်မှုတစ်ခုလို့သူတို့ကသူတို့ယူဆထားတယ်အဓိကလစ်ဗာပူးတင်းနဲ့ဒီလိုမျိုး high and mighty လုပ်နိုင်ခဲ့တဲ့တစ် ခုကဘာကြောင့်လဲဆိုတော့မက္ကာကြီးကြောင့်ပဲမက္ကာကြီးအပြောင်းရွှေ့တဲ့ပတ်သက်ပြီးလက်ရှိမှာသူများအသိနဲ့ထက်ဆိုင်လီဗာပူးကထိတ်ဆုံးကဆက်လက်ပြီးဦးဆောင်ဒီဇင်ဖြစ်တယ်လို့ပြောလို့ရတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကူနာအိဘော်ဒါကျွန်တော်တို့မင်းထွက်သွားလဲ AC ရမင်းထက်တကမိုက်တဲ့တယောက်ကိုပြန်ရှာလို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့လီဗာပူးကဖမ်းတယ်ပြောတယ်။ဒါပေမဲ့လီဗာပူးအသိနဲ့ကူနာတိနဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်ပြက်ခဲ့ရှိတယ်။သူတို့နေပြအကက်ဆိုင်ကူနာဘလို့ကူနာတိနဲ့အသိကထွက်ခဲ့တယ်ဆိုရင်တော့မှဒါဒီနေ့လူရည်ကအသိဘက်ကိုအတိပေးပြီးတော့သူ့နေတာထွက်စေချင်တော့ရှိအဓိကကစားသွားတာကတော့ကူနာတိအေဂျင့်လို့ပဲပြောလို့ရမယ်တော့ပါတယ်။ကူနာတိအေဂျင့်နဲ့ က်ရှိမှာကေဂူနာဒေတာလီဗာပူးအသင်းကနေပြီးတော့အလွတ်ထွက်ခွာခဲ့ပြီးတော့ဒါကျွန်တော်တို့ရီယယ်မက်ဒရစ်ဘက်ကိုပြောင်းသွားခဲ့မယ်ဆိုရင်ကစားသမားရဲ့ဒါကျွန်တော်တို့ signing on bonus မှာဒါအေဂျင့်ကပါစန်တီတခုအရာထပ်ပြီးရမယ်တော့ကြောင့်မလို့အေဂျင့်ကဒီနေရာမှာကစားနေရဆိုပြီးလီဗာပူးဘက်ကတွေးထားတယ်မှာအဲ့တော့ကူနာနီနဲ့ပတ်သက်ပြီးလီဗာပူးဘက်ကဒေါသဖောက်ပိုင်းအပြည့်ရှိပါတယ်ဒါကစားသမားဘက်ကနေဒါလီဗာပူးဘက်ကတခုခုလိုချင်တာတက်ဆိုင်လီဗာပူးဒါလီဗာပူးဘက်ကလည်းရှင်းပါဒီနေ့လိုရည်ကသူတို့ကလည်းဒါအောင်နဆာကစိတ်ဝင်စားတယ်ဆိုတဲ့သတင်းစကြတဲ့အချိန်မှာဒေးဗစ်အော့စတင်ရဲ့သတင်းရဆိုရင်တော့ လုံးဝအောင်ရှင်းအောင်လုပ်ဖြစ်ခဲ့တယ်တွေ့အဲ့တော့ Fabrizio Romano ရဲ့နောက်ဆုံး update သတင်းရဆိုရင်တော့ Ibrahim Kunate နဲ့လက်ရှိမှာ Liverpool ရဲ့ဒါစာရုပ်သစ်ကတော်တော်လေးကိုခက်ခဲနေတဲ့အနေအထားရှိပြီးတော့အဓိကက Real Madrid ကြောင့်သိရတယ်မှာပါတယ် Real Madrid တင်းနဲ့ခုလက်ရှိမှာ William Saliba ကိုမရနိုင်မဲ့သိတော့တဲ့အချိန်မှာဒါကျွန်တော်တို့ Ibrahim Kunate ကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်နေပြီးသူတို့နေလာမဲ့နေရာဒီမှာဒီကစားသမောက်အလွတ်နဲ့ခေါ်ယူဖို့အတွက် Real Madrid တင်းနဲ့အကြီးအကျယ်လှုပ်ဆောင်နေလို့သိရတယ်မှာပါတယ်ဒါပေမဲ့ကျွန်တော်လက်ရှိမှာပြင်သစ်ပါမှာဒါ Liverpool တင်းနဲ့ဒဲမဆိုင်ပေမဲ့ဒါကျွန်တော်လက်ရှိမှာကျွန်တော်မြင်ကြည့်တာက ဒါကျွန်တော်တို့ပြည့်သိရဲ့ဒါကျွန်တော်ဂျူကိုဖြစ်တဲ့ဥပါမီကာနိုနဲ့ဒါကျွန်တော်လီဗာပူးအသင်းရဲ့ခံစစ်ဖြစ်တဲ့အီဘရာဟင်ကူနာတီရဲ့အတွဲကိုဒါရီယယ်မဒရစ်တင်လာမယ့်နေရာဒီမှာလုချင်တယ်ဥပါမီကာနိုကိုလည်းလက်ရှိလာမယ့်နေရာဒီမှာဘာကျွန်တော်ဘိုင်ယန်မြူးနစ်အသင်းစီကနေပြီးတော့ဒါ ရီယမဒရစ်တင်ကခေါ်ကြည့်တော့ပြောချင်တာလက်ရှိမှာကူနာတေကဒီအီဘာမီကာဦးနဲ့ဒါတွဲလုံးပုံစံမျိုးလုပ်ဖို့အတွက်ဒါလက်ရှိမှာရီယမဒရစ်ကအဆီဇင်ရှိအောင်တည်ရတယ်။ရီယမဒရစ်တင်နဲ့ဒါကူနာတေကလက်ရှိမှာသူတို့ရဲ့နံပါတ်1 priority ဖြစ်သွားခဲ့ပြီဖြစ်ပြီးတော့ဝီလီယမ်ဆာလီဘတ်ကိုမရတဲ့ဆိုမှကူလာတေကိုသူတို့နဲ့ရအောင်ခေါ်မယ့်နေထားမှာရှိရဆိုတဲ့တတင်းနေတောက်ရှောက်ထွက်ပေါ်လာခဲ့ပြီလို့ပြောလို့ရမယ့်ဒီမှာပါပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးပြောရမယ်လီဗာပူးတင်ရဲ့လက်ရှိကွင်းလေကစားသမား2ယောက်ကိုလီဗာပူးအသင်းစီကနေခေါ်ယူဖို့အတွက်ရီယမဒရစ်တင်နဲ့ဆက်လက်ပြီးစိတ်ဝင်စားနေတယ်။လီဗာပူးတင်ရဲ့လက်ရှိကွင်းလေကစားသမားဖြစ်တဲ့အလက်ဆစ် မက်ကလစ်စတာကိုရီးယားမက်ဒရစ်အသင်းအနေနဲ့မနစ်ကနွေရာသီလောက်ခရေကစိတ်ဝင်စားနေခဲ့တာဖြစ်ပြီးတော့လီဗာပူးတိုက်တဲ့ရတဲ့နှစ်ခရေကအခုချိန်ထိဒါကြောင့်တောက်ရှော့ကိုဆွနေနေတာဖြစ်တယ်ဒါအလက်စစ်မက်ကလစ်စတာကိုလက်ရှိမှာလီဗာပူးအသင်းဘက်ကနေပြီးတော့တရားဝင်ခေါ်ယူဖို့တော့ဆွနေမှုတော့မပြုတော့ပါသေးပေမဲ့ရီးယားမက်ဒရစ်ကမက်ကလစ်စတာရဲ့အေဂျင့်နဲ့မကြကနဆူလို့ဆုံတွေ့နေရတဲ့ဆိုတဲ့သတင်းကိုတော့ဒါကျွန်တော်စပိန်ဘက်ကမာကာကနေတောက်ရှော့ရေးသားခဲ့တာတွေ့ရမယ် အဲဒါစမက်ကလစတာနှစ်ခုလက်ရှိမှာလစ်ဗပူးအသင်းမှာပဲ100%ပျော်ရွှင်နေပြီးတော့လစ်ဗပူးအသင်းမှာပဲရေရှည်ရသူ့နဲ့ဆက်နေတော့ဘူးရှိတယ်။ဒါပေမဲ့သူ့ရဲ့အေဂျင့်ကတော့မကြာခဏဆိုလို့ရီယယ်မိုဒယ်နဲ့ထောက်ချောက်တိတ်တိုက်ပြီးဆုံးမှုရှိထားပါတယ်။လက်ရှိမှာလစ်ဗပူးအသင်းကအလက်စမက်ကလစတာကိုရောင်းပစ်ခဲ့မယ်ဆိုရင်တော့မယူရိုတန်း80နဲ့90အထက်ရမှာပဲသူတို့နဲ့ရောင်းမှုရှိတယ်။သူတို့နဲ့ကအလက်စမက်ကလစတာကိုဘယ်နည်းနဲ့မှဒါကြောင့်ကမ္ဘာဖလားချန်ပီယံလေးဖြစ်လို့လက်ရှိမှာပရီးမီးယားလိမှာလည်းချန်ပီယံနေရာမှာအရင်အရေးပါကြတဲ့ဇာတ်မားတစ်ယောက်နဲ့သူတို့ဘက်ကလုံးဝအလက်စမက်ကလစတာကိုလွယ်လွယ်ကူကူနဲ့လွတ်တော့ဒါပေမဲ့ခုနကပြောသူ100%မရောင်းတော့ဘူးလို့ ပြီးတော့မပြောဘူး Alexis Mackellis ကလီဗာပူးအသင်းဘက်ကတတ်မှတ်ထားတဲ့ဈေးတစ်ခုရမယ်ဆိုရင်တော့လာမယ့်နွေရာသီမှာဒါလီဗာပူးအသင်းဘက်ကရောင်းသွားနိုင်ရဆိုတဲ့အရေးအကြောင်းတော့တွေ့ရတယ်။အဲမကုနာပေါ်တော့ကျွန်တော်ဒါ Euro တန်80တန်90ဆိုတော့လီဗာပူးအသင်းဒီကစားသမားကိုရောင်းပြီးတော့ Adam Wharton ကိုပြန်ပြီးတော့အစားထိုးလို့ရတဲ့ငွေကြေးတစ်ခုဖြစ်တယ်။အဲ့တော့ဒါလည်းဆက်ဆက်ပြီးပြောရမယ်ဆိုတော့ဒါကျွန်တော်ဟိုနေ့ကလူမကြည့်တဲ့ဗီဒီယိုမှာပြောခဲ့လူပဲ Adam Wharton ကိုလီဗာပူးအသင်းကတိတ်ပြီးသဘောကျတယ်။အခုလက်ရှိမှာ Michael Edward တို့အနေနဲ့ Mackellis တာသာအသင်းကထွက်သွားခဲ့မယ်ဆိုရင်တော့ Adam Wharton ကလီဗာပူးအသင်းရဲ့ဒါကျွန်တော်အနာဂတ်လို့လီဗာပူး ဘက်ကတတ်မှတ်ထားတယ်ပြောချင်တာဒါကျွန်တော်တို့ graven back warden ဒါကျွန်တော်တိုက်စစ်ပိုင်းမှာဒါကျွန်တော် florian risk ဆိုတဲ့ပုံစံမျိုးကို liverpool ဘက်က vision ရမြင်မိတယ်ပေါ့နော်အတန်း warden ကို liverpool တင်းဘက်ကတော်တော်လေးကိုသဘောကျပြီသူတို့ရဲ့ဒါအနာဂတ်ဒါ number 1 priority ပုံစံမျိုးတတ်မှတ်ထားတာဖြစ်တယ်ဒါဟိုနေ့ကကျွန်တော်တင်ဆက်ခဲ့သူဘာလေးဘက်ကို liverpool တင်းကစိတ်ဝင်စားခဲ့ပေမဲ့အတန်း warden လို cmbm ကို hybrid sort နိုင်တဲ့ ball carrier ပုံစံမျိုးကို liverpool တင်းကပြောလိုချင်တယ်ဒါ mcallister ကို liverpool လက်ရှိ liverpool ဘက်ကထားလိုက်တဲ့နန်းနဲ့ဒါကျွန်တော်ရောင်းဖြစ်ခဲ့မယ်ဆိုအဲ့ဒီငွေကြီးအကုန်လုံးကိုတဲ့အတန်း warden ဘက်ကိုပြန်လေ ယ်ပြီးတော့သုံးသွားဖို့တော့လီဗာပူးသင်းပြင်ဆင်ခဲ့မယ်အဲ့တော့လီဗာပူးသင်းနှစ်ခုလက်ရှိမှာကျွန်တော်တို့ဒါ ကွင်းလယ်ဘက်မှာ Ryan Gravenberg ကိုစာချုပ်သစ်ချုပ်ဆိုပြီးတော့အကြီးကျယ်လုပ်နေတယ်။အဓိကစာချုပ်သက်တမ်းရ Liverpool တဲ့2028ဒီကစားသမားအနေနဲ့ကြံနေတဲ့တီးပေမဲ့ဒီကစားသမားရဲ့စာချုပ်အသစ်က Liverpool အတွက်အင်မတန်မှအရေးကြီးတယ်။ကစားသမားရဲ့လက်ရှိဒါကျွန်တော်အနာဂတ်က Liverpool မှာပဲရှိကိုရှိရအောင်ဖြစ်ပြီးတော့ Mark Michael Edward တို့အနေနဲ့ဒီကစားသမားကိုစာချုပ်သစ်တူဖို့ကစာချုပ်ဒါသက်တမ်းကိုဒါရည်ရှိဆွဲဆန္ဒလဲစာဒီကစားသမားကိုလုခလာစာအများကြီးတူပေးပြီးတော့အသင်းရဲ့ project မှာဘလောက်ထိအရေးပါတယ်ဆိုတဲ့ပုံစံမျိုးကို Liverpool တင်ကပြသဖို့အတွက် ကျူးစားသွားမှာဖြစ်တယ်လို့သိရတယ်ဓမ္မသိတယ်အဲ့တော့လက်ရှိမှာလစ်ဗာပူးအသင်းနေတာကျွန်တော်လက်ရှိမှာဒီ Graven Back ကိုလေ Real Madrid အသင်းကနေပြီးတော့ McAllister များမရခဲ့ဘူးဆိုတော့ Graven Back ကိုခေါ်ယူဖို့တို့နဲ့စိတ်ဝင်စားတယ်လက်ရှိမှာ Real Madrid ကလက်ရှိမှာ Liverpool ရဲ့ကစားသမား၃ယောက်တိတိကိုတရားဝင်စိတ်ဝင်စားနေကြောင်းကို Marca ဘက်ကဖော်ပြလာခဲ့တယ်အဲ့တော့ Real Madrid ကတော့ကျွန်တော် Liverpool အသင်းရဲ့ကစားသမားတွေစိတ်ဝင်စားသိတော့မထူးဆန်းကူနာတစ်ကိုတော့အလွတ်နဲ့တို့ကခေါ်ယူဖို့ကြံစည်နေ McAllister မို့သူ Graven Back ကိုတော့ Liverpool အသင်းစီကတို့အနေနဲ့ငွေနဲ့ဝယ်ယူဖို့စဉ်းစားပြီးတော့ Liverpool အသင်းက Graven Back ကိုတော့ရောင်းဖို့လုံးဝစီစဉ်မရှိဘူး က်ကလစ်စတာကိုခုနကသူတို့သတ်မှတ်ထားတဲ့ဈေးတစ်ခုဈေးတန်းတစ်ခုရမယ်ဆိုတော့သူတို့အနေနဲ့စဉ်းစားတော့မယ်သူတို့ကိုယ်တိုင်လည်းအစားထိုးမဲ့ကစားသမားကို in line up ရှိရတဲ့အတွက်ကြောင့်မလီဗာပူးဘက်ကနေပြီးတော့ real madrid ရဲ့ကံလန့်မှုတွေကိုတစ်ချက်တော့စိတ်ဝင်စားဒါပေမဲ့လက်ရှိမှာဒါကျွန်တော်ပေါ်ပေါ်ပြပြတော့ဘယ်နည်းနဲ့မှမရနိုင်ဘူးမက်ကလစ်စတာကိုယ်တိုင်ကလည်းလက်ရှိမှာလီဗာပူးမှာပျော်ရွှင်တော့ဒီဆုံးဖြတ်ချက်တွေကလည်းအင်မတန်မှအရေးကြီးရလို့ပြောလို့ရရတော့မှာပါတယ်လီဗာပူးတင်တဲ့ဒါကျွန်တော်လာမဲ့ going forward မှာဒါကျွန်တော်တချို့တော့ကစားသမားတွေကိုစာချုပ်တဲ့ပုံစံမျိုးကံလန့်မှုစီစဉ်ရှိပြီးတော့သူတို့နဲ့ဒီကစားသမားတွေအသင်းရဲ့ဒါကျွန်တော်တို့ဘလောက်ပုံမှာမူတည်ပြီးတော့သူတို့နဲ့ဒါ project ပုံမှာမူ ဒီဒီကစားသမားတွေလုခလာစားတူပေးဘူးလေအစီအစဉ်ရှိတယ်အဓိကဒီနေရာမှာသွားပြီးကစားဘူးပဲပေါ့နော်အဓိကဒီကစားတာကိုဒါကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမှာတော့အဲ့တော့မီတိုပေစူးစီကမူလီဗာပူးတင်းရဲ့ကစားသမားတွေလက်ရှိမှာပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်ပူဇော်ဖြစ်တယ်ဒါပင်ကျော်လက်ရှိမှာဗာဂျယ်ဗန်နိုက်ကိုလာမင်နူယာဒီမှာစပိတ်ကလပ်နောက်တစ်ခုဖြစ်တဲ့အက်တလက်တီကိုမက်ဒရစ်ကလည်းသူတို့အနေနဲ့ဗာဂျယ်ဗန်နိုက်ကိုခေါ်ယူဖို့အချိန်ဒီကောင်းတယ်သူတို့ကသူတက်မှတ်ထားပြီအဲ့တော့လက်ရှိမှာလီဗာပူးရဲ့ starting 11မှာဒါပူပူလောလောဝယ်ထားတဲ့ကစားသမားတွေကလွဲလူအသင်းမှာရေရှည်ရှိနေကစားသမားတော်တော်များများကိုလီဗာပူးအသင်းစီကနေပြီးတော့အသင်း ်ကြီးတော်တော်များများကပြန်လဲပြီးခိုးခြင်းနဲ့ဒါပေမဲ့လင်ဘဘူးအသင်းကတော့ဒီနေရာမှာဒါဒီသက်သက်တော်နဲ့ကူနာတီကကိစ္စကလွင်ကျင်တဲ့ကစားသမားတွေလုံးဝရောင်းသွားဖို့မရှိဘူး။ဒါကလက်ရှိလင်ဘဘူးရဲ့နောက်ဆုံး update တဲ့ရင်ဖြစ်ပြီးတော့လင်ဘဘူးရဲ့ဒါကျွန်တော်ပြိုတိုင်းကြိုက်တဲ့နှင်းစည်းကိုင်ဖြစ်နေတဲ့အကြောင်းရင်းကိုတင်ဆက်ပေးထားဖြစ်ပါတယ်။ဒီလောက်ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူစင်ပေါအောင်ကူညီလို့ရပါတယ်။မြမိုင်းလက်ကလစ်ဖို့မမေ့ကြပါဘူးဗျမြန်မြန်ကလစ်မှာအမြန်တမ်းဖြစ်ပါတယ်အာလမဂျူဒီမှာလည်းကောင်းမွန်သွန်တည်တည်နေဖြစ်ပါဆိုစုမုံကောင်းတောင်းပြီးနေပဲ ကျွန်တော်တို့နောက်မှာပဲအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးပဲကြွတူပါတယ်မြန်မြန်လေးလေးကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်ချောတော့ကုန်ပြီပါဦးဒေးပါဗျာ